ွင်လင်းရာသီရောက်သွားပြီဆိုတော့ပြီးခဲ့တဲ့နှစ်ကလည်းပဲနိုဝင်ဘာလထဲမှာပြန်သွားတာပေါ့လေပွင်လင်းရာသီပေါ့ကထင်ရာသီတွေလည်းရှိတယ်။နောက်မိတ်ဆွေဦးစင်တစ်ပါးကလည်းပဲသူကြောက်မှလည်းကထင်ပွဲရှိတယ်ဘုန်းကြီးကြွနိုင်လို့ရှိရင်တော့ကြွပေးစီရှင်တယ်ဆိုတော့အဲ့ဒီလိုကျောင်းဆောက်ဖို့ကိစ္စအလှူတန်းလေးသွားလို့ရင်းနာနဲ့အဲ့ကထင်ပွဲလည်းသွားလိုက်တာပေါ့လေ။ဟောဦးစင်ရက်ရွာမှလည်းပဲဦးစင်တက်နေသမျှလေးနဲ့ကိုနိုင်သမျှပရဟိတလေးတွေလုံနေတာလေးရှိတယ်ပေါ့အဓိကအဖြစ်တော့ ြေးရွာမှာမီလီရေးကိစ္စတွေလုပ်နေတာရှိတယ်ဒါလည်းပဲခုတော့ဒီဘလုံးဟိုမီးတော့ရထားပြီအိမ်တိုင်းတော့မီးမတွေ့နိုင်သေးဘူးပေါ့နောက်ကြေးရွာမှာရွာချင်းဆက်လမ်းလေးတွေဖောက်နေတာလည်းရှိတယ်အဲ့ဒီရွာချင်းဆက်လမ်းတွေမှာလည်းဘုံကြီးတက်နေတယ်များလူတန်းပေးတယ်နောက်အလဲတိုင်းကျောင်းဆောင်လည်းပဲဟိုကိုတူးတည်းဆောက်ထားတော့မဟုတ်ပါဘူးအဓိကသူတို့ဆောက်ထားတဲ့ဟာပေါ်မှာမဘာမှမလမပြည့်စုံသေးတဲ့ဟာလေးကိုလို့တဲ့တော့လေတန်းကျောင်းလည်းပဲဆောက်ပြီးသွားပြီဆိုတော့ နောက်ဓမ္မယုံဆောက်တဲ့ကိစ္စတွေရှိတယ်။ဘာသာရေးကိစ္စနဲ့ပတ်သက်နောက်ဘုန်းကြီးကျောင်းဆောက်တဲ့ကိစ္စလေးတွေရှိတယ်။ဒါလေးပဲတက်နေသမျှလှူဒါန်းနေတာဆိုတော့ကထိန်ပွဲတွေသွားရင်းနှားနဲ့အဲ့ဒီရွက်ရကိစ္စလေးတွေလည်းဆောင်ရွက်အောင်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ယူအားဝအဲ့ဒီကိုနိုင်ငံကိုပြန်သွားတာပါပဲ။အဓိကတော့ဒါအဲ့ဒါလေးလှုပ်ဖို့ပါပဲ။ ိုစောင့်ကြည့်တာလဲရှိကျင်လဲရှိမယ်ပေါ့နော်ရှိကျင်မှလဲရှိမယ်ပေါ့ဒါကတော့အတိကြတော့မပြောနိုင်ဘူးပေါ့သို့တော်လည်းပဲဦးစင်းကတရားဝင်တန်ယုံကိုဗီဇာလျှောက်ပြီးတော့အဲသွားသွားတာပေါ့လေသွားတဲ့အခါကျတော့အဲ့ဒီမှာဗီဇာလျှောက်တဲ့အချိန်မှာတော့တန်ယုံကနေပြီးတော့အဲသူတို့ဗီဇာပေးတော့ပေးဖို့အတွက်ခွင့်ပြုလိုက်ပြီပေါ့လေဆရာတော်ပဲတော့ဗီဇာ ဟိုဗီဇာတော့ပေးလို့ရပြီဆိုတော့ဘယ်တော့သွားမလဲလေလက်မှတ်တွေဝယ်ပြီးပြီလားပေါ့လေလက်မှတ်ဝယ်ပြီးပြီဆိုလို့ရှိရင်ဇာတော့လေလက်မှတ်ကိုဖရှင်သွားမယ်ဆိုတာလေးကိုအဲသူတို့ကတောင်းတယ်ပေါ့လေအဲ့တော့အဲ့ချိန်မှာဦးစင်းကလက်မှတ်ဝယ်ပြီးသားမရှိသေးဘူးပေါ့လက်မှတ်မဝယ်ရသေးတဲ့အတွက်နောက်တဲ့ဟိုဖော်ဦးစင်းတစ်ပါးလည်းလိုက်မပြောထားတော့လက်မှတ်ဝယ်ဖို့ကိစ္စလည်းခြေထုံချလို့နည်းနည်းလေးစောင့်နေလိုက်ကြပေါ့အဲ့မှာအဲ့တော့နောက်ဆုံးတော့ဗီဇာက ကွာပေါ့လေလက်မှတ်ကမဝယ်ပြဘူးတော့နဲ့ထွက်ခါနေတလားလောက်ရှိတဲ့အခါကျတော့ကတ်ဝင်လိုက်တော့တလားမတိုင်ခင်ရှေ့ပိုင်းမှာဆရာတော့လင်လက်မှတ်ပို့လိုက်လေးပါလားဆိုတော့လင်မှတ်ကိုလင်လက်မှတ်ကဂွတိမဝယ်ရသေးဘူးဒါကြောင့်မလို့လင်လက်မှတ်ကတော့မပို့နိုင်သေးဘူးပါညာပြောတော့တလားလောက်ထီအောင်မဝယ်ရသေးတဲ့အခါကျတော့တပီတော့လင်လက်မှတ်မပို့ခြင်းလည်းမပို့ပါနဲ့ဖရားပြီးတော့ဒီဗီဇာပို့လိုက်တော့ပါမယ်ပတ်စုံစာအုပ်ကိုဗီဇာရက်ကိုတပီတော့ပေးပြီးတော့ပြန်ပို့လိုက်ပါမယ်ပါညာနဲ့ပြောတော့အဲ့ဒီလို့ ကွာလေးတော့ရှိတယ်ပေါ့လေအဲ့မှာလည်းတန်တရားတော့နည်းနည်းတော့ရှိတယ်ပေါ့လေဒါဖမ်းပြီးတဲ့နောက်ပိုင်းကျမှပြန်စဉ်းစားမိတာပါအဲနောက်ဒီမှာလည်းပဲဦးဇင်းတို့ရဖန်ရခါတော့ဗျာအဲ့ဒီကာလတုန်းက2001 2021 20ဆိုတော့တချို့ဆန္ဒပြပွဲလေးပါညာကြီးလည်းပဲဦးဇင်းတို့မျိုးဒီမှာလည်းလှုပ်ထားတွေရှိတာဆိုတော့ဒီပေါ်မှာလည်းပဲသွားပဲသွားတာတွေတော့ရှိတာပေါ့ဗျာဒါကတော့သွားတဲ့အခါကျတော့အဲ့ဒီပေါ်မှာလည်းပဲသူတို့စောင့်ကြည့်တာလေးရှိကောင်းတော့ရှိနိုင်တယ်အဲ့ဒါ အဲ့ဒီလိုဂျာရီကပဲထွက်သွားတော့ဒီလိုဖမ်းလိုက်မယ်လို့လည်းမထင်ဘူးပေါ့ကိုကလည်းအဲဒီဟွာပေါ့လေတာဒနာမျိုးကိစ္စကိုပြင်းနေသွားတာဆိုတော့ပြီးတော့လေငွေရောက်တဲ့ခါမှလည်းပဲတန်းပြီးတော့ဖမ်းတာမျိုးမရှိပါဘူးဦးစင်းရောက်တာကနိုဝင်ဘာ6ရက်နေ့ပေါ့2024နိုဝင်ဘာ6ရက်နေ့ရောက်တယ်6ရက်နေ့ရောက်တော့6ရက်ကနေတကယ်ဖမ်းတာတော့နိုဝင်ဘာ13ရက်နေ့ပေါ့စတော့ကနေကြမှာဖမ်းတယ်ဆိုတဲ့အခါကျတော့လေငွေမှလည်းမဖမ်းတော့ကို့မှာတော့ပြစ်နာ ဟိုအပြည့်နာစာမရှိလို့ဆိုပြီးတော့လူတွေပဲနေလိုက်တာလေးတွေတော့ရှိပါတယ်အဲ့လိုနဲ့ပဲအဲ့ဒီ73ရက်နေပါအဖမ်းခံလိုက်ရတယ်ပေါ့နော်လိုပုံစံမျိုးနဲ့လဲဆိုတော့ဥစဉ်ကလည်းဟိုဥစဉ်မှာဟိုဝက်ဆန်လေးတွေစုထားတာအကြောင်းအဲကိုဒီ ကျောင်းဆောက်ပေးနိုင်ရေးအတွက်ကုညီဖို့ဆိုတဲ့အနေနဲ့ပတ်စံလေးတွေစုထားတာလေးတွေရှိတယ်ပေါ့ဗျာအခုလည်းပဲအဲ့လိုကျောင်းဆောက်ဖို့အတွက်ကျောင်းကဆောက်တော့မယ်ဆိုတဲ့အခါကျတော့အဲရှိတဲ့ပတ်စံလေးတွေအကုန်တော့မဟုတ်ပေါ့ဒါပေမဲ့ဘာသွားယူပြီးတော့အဲသွားယူလိုက်တာပေါ့ယူပြီးတော့ပြန်လာတယ်ပြန်လာ ပြီးတဲ့အခါကျတော့ပြန်လာတဲ့အခါကျတော့အဲကျောင်းကျောင်းကကျောင်းတိုင်ဆရာတော့အဲကျောင်းတိုင်ဆရာတော့သူပဲကျောင်းတိုင်သူပဲကျောင်းပိုင်မှာဦးဇင်းတို့အရက်ကစာတီးရတော့ဟုတ်ပါတယ်သူကပေါ့လေဦးဇင်းတို့အရက်ကဦးဇင်းတို့ ဇာတိရပါပဲသူလည်းစာတန်ကလေးစာဒီထောင်းနေတာပေါ့လေအဲအဲ့တော့အဲကျောင်းနေချာတော့ပဲဆန်လေးလှူလိုက်တယ်ပေါ့ဗျာလှူလိုက်ပြီးရောအဲနောက်တောင်းကလာမှာသွားစရာကိစ္စလေးတစ်ခုရှိလို့ပြန်ထွက်လာတဲ့အခါမှာအဲဝူဇင်းတို့ထွက်လာတဲ့ကားရဲ့နောက်ကနေပြီးတော့လိုက်လာတာရှိတာပေါ့လေကားစီးလိုက်လာတယ်ပထမတော့ဝူဇင်းကမမြင်ပါဘူးနောက်တော့အဲ့ကဝူဇင်းမြင်လိုက်တယ်ဆိုတော့ဒီကားကတက်လျှောက်လိုက်နေတော့ကားသမားလည်း ဂယူးဆိုင်ကြီးခိုင်းလိုက်တော့အဲ့ကထတ်ချမကွာဘူးနောက်ကတောက်လျှောက်လိုက်နေဦးစင်းတို့ဟိုကားကားလိန်ချင်းတဲ့အခါမှာလည်းနောက်ကလိုက်လာတယ်ဒါမင်္ဂလာရုံဘက်ကနေလာထွက်လာတာပေါ့နော်ရန်ကုန်ဘက်ကိုဆိုတော့အဲ့ဒါနဲ့ဦးစင်းတို့စီလာတဲ့ကားကဦးစင်းနောက်မြောက်ကလာကားကြီးကွင်းကိုလည်းပဲဝင်စားလေးတစ်ခုရှိတော့အဲ့ဘက်ကိုအဲ့ဒီအဲ့ဘက်ကိုချိုးခိုင်းလိုက်တယ်ဟိုအဲ့ကားကြီးဝင်ကားကြီးဝင်နေကိုဝင်သွားလိုက်တယ်ဝင်လိုက်တဲ့အခါမှာအဲ့ဒီကားလည်းတောက်လျှောက်ပဲလိုက်လာတယ်လိုက်လာပြီးတော့ လိုက်လာပြီးတော့အဲ့ခုနကဦးစင်းစီလာတဲ့ကားတော့ပြန်လွတ်လိုက်တယ်ပေါ့ပြန်လွတ်လိုက်ပြီးတော့ဦးစင်းကကလက်မှတ်ကလေးတွေအညာဘက်ကိုပြန်လို့ရှိရင်ကလက်မှတ်ကလေးတွေဘယ်ချိန်လောက်တည်းရှိနိုင်မလဲ။ဘာညာစုံစမ်းပြီးတော့ပြန်ထွက်တယ်။ထွက်ပြီးတော့အဲ့ထွက်တဲ့ခါမှာအဝမှာပဲတက်စီခိတ်ရှိတော့တက်စီခိတ်ကနေပြီးတော့တက်စီငှားပြီးတော့တောင်းကလာဘက်ကိုသွားဖို့ပြန်ထွက်လာတယ်ပေါ့အဲ့တက်စီနဲ့ပဲ။အဲ့မှာမြောက်ကလာအဝိုက်မှာပဲဦးစင်းစီလာတဲ့တက်စီကားက ရင်ကျော်ရှင်းအောင်ပေါ့အဝိုင်းမှာကားပတ်ဖို့အတွက်ရင်ကျော်ရှင်းအောင်စောင့်နေတဲ့အချိန်မှာဦးစင်းစည်းတဲ့ကားကိုတိုက်ပြီးတော့အဲဟွာဖြစ်တယ်ပေါ့ဦးစင်းကိုဖမ်းသွားတယ်ပေါ့ဖမ်းတဲ့ခါမှာအဲကားပေါ်နေဆင်းဆင်းဆင်းဆိုပြီးတော့ခေါ်ဟွာပေါ့ကားကားကိုအလေးဖွင့်ခိုင်းတယ်ပေါ့ပြီးတော့ဦးစင်းလည်းဆင်းပြလိုက်တယ်ဆင်းပြလိုက်ပြီးတော့ဦးစင်းကိုမျက်နှာကိုစီးသွားတယ်ပေါ့မျက်နှာဝန်းနဲ့စီးလိုက်တယ်လက်တက်ခါပြီးတော့သူတို့ကားပေါ်ကိုခေါ်သွားလိုက်တာပေါ့ဦးစင်းစီးလာတဲ့ဒီ ဟိုဘောတက်စီပေါ့နော်တက်စီကိုနောက်ကနေပြီးတော့ဝင်တိုက်တယ်တော့တက်စီသမားကလည်းပဲအားအားတင်သွားတယ်ဦးစင်းလည်းပဲခုနလိုဟိုကားကိုနောက်ကိုပြန်ချက်လို့ရတဲ့အနေအထားမျိုးမရှိတော့လမ်းကြောင်းပြတ်သွားပြီးစိတ်ထရထင်တာပေါ့ဗျာဒါပေမဲ့မပြတ်ဖိနေသူတို့ကနောက်နောက်ကတောက်လျှောက်အဲပါလာတယ်ပေါ့ပါလာတော့ဦးစင်းကားကိုသူတို့တွေ့သွားပြီးတော့အိုက်ကားကိုတိုက်ပြီးတော့ဖမ်းလိုက်တာပေါ့ရောက်ွက်တင်နေပါပဲနောက်ကလိုက်လာတဲ့ကားကဦးစင်းကမမြင်လိုက်ရတော့ဘူးဆိုတော့ ကိုဦးစင်းစီလာတဲ့တက်စီကိုတိုက်လိုက်တဲ့အခါမှာကားအစီရန်တခြားကားစီးနဲ့တိုက်မိလို့အစီရင်ဖြစ်သွားတယ်လို့ကိုယ်စိတ်ထဲကအဲ့လိုထင်လိုက်တာပေါ့ဗျာဒါပေမဲ့လို့ဒုံးဆိုတဲ့အတန်တန်ကြားပြီးတဲ့နောက်မှာသူတို့ကအဲ့နောက်ကကားပေါ်ကနေဆင်းလာပြီးတော့ထွက်ထွက်ထွက်ဆိုတော့အတင်းအဲ့ထွက်ထွက်ထွက်ဆိုတဲ့ဟာကို ပြောလိုက်တဲ့အခါကျတော့မှပဲအော်ဒါငါဖမ်းဖို့အတွက်ဒီလိုတိုက်လိုက်တာဆိုတော့သိတော့အဲ့မှာတော့နည်းနည်းလေးတမျိုးစိတ်ထဲမှာတုန်လှုပ်သွားတာပေါ့ဗျာ အဲ့အဲ့ဟာမလို့လို့ဖြစ်ပြပါတယ်ပေါ့ကပထမထင်တာကတော့ကအစီအစဉ်ဖြစ်တယ်လို့ထင်တာနောက်ထွက်ထွက်တယ်ဆိုတော့ကိုယ့်အတင်းခေါ်ပြီးလက်တက်ကမျက်နှာစီးလိုက်ပြီးဆိုတဲ့အခါကျတော့အဲ့ခါကျမှဩငါဖမ်းတာပါဆိုတော့ကိုယ်ကတိလာပေါ့တကယ်တော့ဦးစင်းကနောက်ကနောက်ရောက်ခါပြီးတော့လိုက်လာတဲ့ကားကားနဲ့လွတ်သွားပြီးလို့ထင်နေလိုက်တာသူတိတ်တယ်မှာလေအဲ့လိုဖြစ်ခဲ့တာပေါ့ မခံနိုင်လောက်အောင်ရိုက်တာနှိပ်တာမျိုးတော့မဟုတ်ဘူးပဲထိုးတာကြိတ်တာတော့ဟိုတင်ကန်းရှိခဏကူမှာတင်ကန်းရှိနေတဲ့အချိန်မှာတုန်းကတော့ဟိုမရိုက်ဘူးပေါ့ဗျာခန္ဓာကူမှာတင်ကန်းမရှိတော့ပဲအခါကျမဆန်ကဦးစင်းကိုဖားနာက73ရက်နေပြနိုဝင်ဘာ75ရက်နေညရောက်တဲ့အခါကျတော့အဲအဓိကတော့ရာတင်ကန်းဆွဲချွတ်တာပေါ့ဒါဒီတွေ့ကြုံကလည်းပဲဟိုကူးမှာမဟုတ်ပါဘူးအရင်ကလည်းတွေ့ကြုံရှိတယ် မနောက်အဲ့60လို့ဘာလို့တုန်းကလဲပဲဆရာတော်ကြီးတောင်ပါသင်္ကန်းဆွဲချုပ်ခံရတာဆိုတော့ဦးဇင်းတို့လည်းခားတာပေါ့ဗျာအဲ့ဒီဟုတ်တယ်လူတူသင်္ကန်းမရှိတဲ့နောက်ပိုင်းတော့အဲ့ထိုးတာကြိတ်တာတွေများလာပြီးတော့မပြောပြောအောင်လှုပ်လာတာတွေရှိတယ်ပေါ့ဗျာပြောစရာတွေကလည်းတိတ်အများကြီးမရှိတဲ့ခါကျတော့အဲနောက်ဆုံးတော့အဲကုလားပဲဟိုဘောဟိုကျောင်းဆောက်သူသူကျောင်းနိုင်ဘုန်းကြီးလေးတွေကိုရက်ကဦးဇင်းတွေကသူကျောင်းလေးနဲ့သူဖြစ်နေရဆိုတော့ကိုကလည်းအဝေးရနေပြီးတော့လူကြီးတော့ တရားအနေနဲ့ရဟန်းကြီးတစ်ပါးအနေနဲ့ကိုတက်နိုင်မှလေလူသားမွေပြန်လာတဲ့ဆိုတဲ့လမ်းကြောင်းကိုအဓိကထားပြောပြထားပါအဓိကတော့အဲ့လောက်ပါပဲအားရပဲပြောပြထားပါဟောစိတ်ကြောကြီးကဥစဉ်ဟောဟောပေါ့နော်ဟောရှိရကြတယ်ပေါ့73ရက်နေ့ကနေပြီးတော့73ရက်နေ့မှာစဖမ်းတယ်နိုဝင်ဘာ73မှာအဲ23ရက်နေ့ရောက်ပြီပဲဆိုပါဆိုအဲ့ဒါကာလမှာမင်္ဂလာတုံရေးကြီးအိုင်မှာနေရတယ်ပေါ့ဗျအဲအဲ့ဒါပြီးတဲ့နောက်မှာ အဲ21ရက်နေ့ပေါ့21ရက်နေ့မနေ့9နာရီလောက်ကြတော့ဦးစင်းကိုစစ်ဆေးတဲ့အရာရှိပေါ့ဗျာသူပဲအဲလာခေါ်တယ်ပေါ့ဦးစင်းနေတဲ့အစာဝတ်တစ်ခုပေါ့နှစ်ထပ်ရှိတဲ့အပေါ်ဓာတ်မှာအဲဘားရိုက်လူလူပြူဆောင်ပေါ့ဗျာဝန်ထမ်းနေရှိတဲ့အဆေးကြောင်းသားလို့ပုဂ္ဂိုလ်တွေလည်းဆရာဝန်ဆရာဝန်လို့တော့သူတို့ကတော့ပြောတယ်ဆရာဝန်နေလည်းရှိတယ်ပေါ့လေသူတို့လည်းလူပြူလူလွတ်တွေစုပေါင်းနေကြတယ်အဲ့မှာဦးစင်းကအောက်ထပ်မှာအချုပ်ခန်းလူဟာမျိုးပေါ့အဲ့ထဲမှာနေရတယ် ဲ့ကိုလာခေါ်တယ်လာခေါ်ပြီးတော့မျက်နှာစပြီးပြန်စည်းတယ်ပေါ့ဗျာခန်းထဲမှာပဲမျက်နှာကိုပြန်စည်းတယ်ဘာပဲသွားမယ်ဘာညာတော့မပြောဘူးပေါ့ဗျာမျက်နှာစည်းတယ်မျက်နှာစည်းပြီးတော့အဲအဲ့လိုသူတို့ကားပေါ်ကိုတင်ခေါ်သွားတယ်ပေါ့တင်ခေါ်သွားပြီးတော့ဘယ်ရောက်သွားလဲဆိုတော့ဟိုပါပေါ့အောင်နေပြီ အယိတ်သာစခန်းလို့ထင်တယ်အဲယိုရောက်သွားတယ်အောင်ပြီအယိတ်သာဝရောက်တယ်တမိုင်းရှစ်မိုင်ရှစ်မိုင်ပိုင်းလို့ထင်တယ်ဗျနေရာတော့အဲဒီကိုခေါ်သွားပြီးတော့အဲ့ဒီထဲကိုရောက်အဲ့မှာတော့လူတွေကတော်တော်များများဟိုဟိုဝင်ဟိုသူတို့ဝန်ထမ်းတွေလည်းတော်တော်များများရှိတယ်အကျဉ်းသားချုပ်သားတွေတော့မတွေ့မိပါဘူးဦးစင်းဟိုဗုဒ္ဓတထကိုခေါ်သွားပြီးတော့ခန့်ကျဲထဲမှာခဏထည့်ထားတယ်ထည့်လာပြီးတော့စင်နာကြီးခွဲလောက်တင်တယ်လူတော့လူဝတ်နေပေါ့ဗျာစားစားနေလက်စားလာကြွေးတယ်ပေါ့အဲ့နောက် တနာယီဝန်းကျင်လောက်ရောက်တဲ့ခါကျတော့အရာရှိနှစ်ယောက်ဗျအဲ့ချိန်တော့တို့ရဲတွေမှမသိဘူးပေါ့ဗျဘောတခြားအဲနောက်နောက်မှပြန်သိရတာပေါ့အဲအရာရှိသူနှစ်ဘွဲ့နဲ့ပါနောက်ပိုင်းသိလိုက်ရတာပေါ့အဲ့တော့ထောက်ကြရဲစခန်းကအရာရှိနိုင်မဲတော့မသိပါဘူးကီလိုကတော့ခတ်တောင်းတောင်းပဲအဲအဲ့ဒီအရာရှိရဲ့နောက်ထပ်တယောက်ကလာပြီးတော့အဲသူတို့ဥစဉ်ဟိုဟိုဟာပြည့်တယ်ပေါ့ဗျာလာလာခေါ်တယ်ပေါ့သူတို့ကိုလွှဲလိုက်တာပေါ့ဥစဉ်ကိုခေါ်လာတဲ့အရာရှိကနေပြီးတော့အဲ့ဒီထောက်ကြကြီး ရဲစခန်းကစခန်းမူသူ့ကိုဦးစင်းကိုလွှဲပေးလိုက်တယ်လွှဲပြီးတော့အဲ့ဒီအရာကြီးကဦးစင်းကိုနှစ်နာရီ ခွဲလောက်မှာအဲ့ဒီအောင်ဒီပြားနေခေါ်ထုတ်ပြီးတော့ဟိုထောက်ကျန်ရဲစခန်းထဲကိုခေါ်သွားပြီးတော့ထောက်ကျန်အချုပ်ထဲမှာဦးစင်းကိုလေးရက်လောက်ထားတယ်ပေါ့21ရက်နေပေါ့နိုဝင်ဘာ21အဲ့နိုဝင်ဘာ21ရက်ကနေပြီးတော့26ရက်နေ့ထိအောင်အဲ့ထောက်ကျန်ရဲစခန်းမှာနေရတယ်အဲ့ဒီကာလအတွင်းမှာတော့ နောက်နေရစနေတနင်္ဂနွေလို့ထင်တယ်ဗျ။ဟောအဲ့လိုအဲ့လိုစနေတနင်္ဂနွေလို့ဟာမျိုးအဲနောက်နေရတော့မဟုတ်သေးဘူး။တောက်ကြဖြစ်မယ်လို့ထင်တယ်။တောက်ကြနေလို့ဟာမျိုးမှာနောက်နေရတော့အဲ့မှာမင်္ဂလာတို့မျိုးနဲ့တရားရုံးမှာခေါ်သွားပြီးတော့တရားဆွဲတယ်ပေါ့ဗျာ။ယမန်ယူတယ်ပေါ့။တရားဆွဲတဲ့အစင်တော့မဟုတ်ယမန်ယူတဲ့အစင်ပေါ့။ယမန်ယူတယ်။ယမန်ယူပြီးတော့နောက်နေ့ရက်တည်းကစနေတနင်္ဂနွေဆိုတော့အမှုကဦးစင်းကိုရေးရပါမှမမေးသေးဘူးအဲ့ချိန်ကြည့်အောင်လည်းပဲ။ အဲ့တော့ထောက်ကြံရေစခိုင်းလေးကိုပြန်ထည့်တယ်တနင်္လာနေ့ကျတော့ထပ်ပြီးတော့တရားရုံးတော့ပြီးတော့ယမန်ကိစ္စပဲထပ်ပြီးယူရတယ်ပေါ့ဗျာယူပြီးတဲ့အခါမှာဦးစင်းဝင်လည်းအဖေနာမည်ဘာညာလေးရေစခိုင်းကမေးလာလို့ရှိတာပေါ့အဲ့ရနေပြီးတော့မှ26ရင်းနေရောက်တဲ့အခါမှာဦးစင်းကိုအင်းစိန်အချင်းထောင်ထဲကိုလိုက်ပို့လိုက်တယ်ပေါ့အင်းစိန်အချင်းထောင်အချုပ်အချုပ်ကိုရောက်သွားတယ်ပေါ့ ပထမမင်္ဂလာတော်အထူးယုံကအမိန့်ချထားတာကငါငါကာက3နှစ်ချတယ်73တက်က1နှစ်ချတယ်အဲ့နှမှုတွေက6နှစ်ပေါ့6နှစ်အပြင်တံငွေ9သိန်းမှထပ်ပြီးတော့ပါသေးတယ်တံငွေ9သိန်းရဲ့ဆိုတော့ပထမမင်္ဂလာတော်မြို့နေအထူးယုံကချတယ်ဥပဒေက6နှစ်နဲ့6နှစ်နဲ့9သိန်းပေါ့ဗျာနောက်ခရံယုံပေါ့ခရံယုံက90ညနဲ့ 52ကဆိုပြီးတော့ဆွဲတဲ့ဟာက52ကကိုဖြုတ်ပြီးတော့90ညတက်တက်ဖြစ်သွားတယ်။အဲတကူကိုဖြုတ်ပြလိုက်တယ်ပေါ့။တကူကိုတကူကိုဖြုတ်ပြီးတော့ချလိုက်တော့သူ့ကိုတော့17နှစ်ချတယ်ပေါ့။အကုန်လုံးအဲအကုန်လုံးကတော့ထောင်ပြစ်တာကတော့15နှစ်ဖြစ်သွားတာပေါ့။ထောင်ထဲမြင်ခွင့်မှာထောင်ထဲမှာ မြင်ကွင်းကတိတတဲ့အကြောင်းအရာ၃ချက်ရှိတယ်ဗျအဲ့တိတတဲ့အကြောင်းအရာ၃ချက်ကနံပါတ်၁ကတော့နိုင်ငံရေးမြင်ကွင်းပေါ့ဗျာနိုင်ငံရေးမြင်ကွင်းဆိုတာဖန်ကြီးခါရတဲ့လူတွေကအဲ့လိုပေါ့ PDF တွေဖြစ်ချင်းဖြစ်မယ်စန္ဒပြလိုဖြစ်ချင်းဖြစ်မယ်အဲထိခိုက်တရားတွေနဲ့ဖြစ်ချင်းဖြစ်မယ်ငွေကြီးလေးတွေနဲ့တော့ပတ်ကူညီမေးလို့ဖြစ်ချင်းဖြစ်မယ်စသဖြင့် အဲ့ဒီလိုပုံမှန်တွေနဲ့နိုင်ငံရေးနဲ့ຫນွယ်တော့ပုံမှန်တွေနဲ့အဖမ်းခံရတဲ့လူဟာအများဆုံးအင်အားစုကြီးတစ်ခုအနေနဲ့ရှိနေတယ်ပေါ့ဗျာအများဆုံးအင်အားစုအနေနဲ့ရှိလိုက်တဲ့အတွက်ကြောင့်ဒီလူတွေကနိုင်ငံရေးမြင်ကွင်းရနိုင်ငံရေးအခြေအနေရသူတို့တွေကထောက်တွေထဲမှာလူအများစုကိုတွားတွေ့ရတယ်အဲ့ဒါမြင်ကွင်းတစ်ခုပေါ့ဗျာဒါပထမမြင်ကွင်းပေါ့နောက်ထပ်ဒုတိယမြင်ကွင်းတစ်ခုကစစ်ပြေးရဲပြေးတွေအင်မတန်မှပေါ်တယ်ဗျာထောင်ထဲမှာ စစ်ပြေးနဲ့ကြာလာတယ်ရဲပြေးနဲ့ကြာလာတယ်စစ်တပ်ကနေထွက်ပြီးအကြောင်းမျိုးနဲ့ကြာလာတဲ့အထက်မှာအဲ့ဒီအခါတို့ဘာပြောလို့ပါလဲ CDN တို့ဘာလို့ခါမျိုးတွေပေါ့ဗျအဲ့ဒါမျိုးတွေနဲ့ကြာလာတဲ့ပုံကိုယ်တွေလည်းပဲအများကြီးလာပြီးတော့တွေ့ရတယ်ပေါ့ဒါလည်းပဲမြင်ကွင်းတစ်ခုလို့ပြောချင်တယ်ဒါနံပါတ်1မြင်ကွင်းပေါ့ဗျာအဲ့ဒီနံပါတ်3မြင်ကွင်းကတော့မူရခိုင်တို့မူရစေဝရောင်းစားပြီးတော့ကြာလာတဲ့လူကအများစုရှိတယ် မစင်းမှုတွေနဲ့ဝင်းနဲ့ယုံထမှာအများလူ၁၀ယောက်ကြီးလုံးလို့ရှိရင်ခုနှစ်ယောက်လောက်ကမူးယစ်မှုကိုဖြစ်နေတယ်မူးယစ်မှုဖြစ်လာအဲ့တော့အုပ်စုကြီးသုံးစုတွေ့တယ်လို့ပြောချင်တာပေါ့ကြီးမူးယစ်မှုနဲ့ဖန်စီထိန်းသိမ်းခါတဲ့အုပ်စုတစုအဲစပီရေဘီဒီအပစာတပြအကြောင်းမျိုးမျိုးကြပြီးတော့အကြောင်းမျိုးနဲ့ဖန်ခါတဲ့အုပ်စုတစုအဲနောက်နိုင်ငံရေးနဲ့နှွယ်သောပုံမှန်များအဖြစ် PDF တွေအပါဝင်ပေါ့ဗျာ PDF တွေတက်ခါတဲ့ပုံကိုယ်တွေအပါဝင် အဲ့ဒီလိုအုပ်စုဟာတစုတာအလေးရတဲ့အပိုက်တဲ့အရာဟိုပြောတာလေးကတော့အချက်နှစ်ချက်နဲ့ပြောရပြနှစ်နိုင်ငံချီချီရင်းနှီးမှုကိုရှေ့ရှုသောအားဖြင့်၎င်းအဲနောက်တစ်ချက်ကတော့လူသားချင်းစာနာထောက်ထားသောအားဖြင့်၎င်းအဲလှုပ်ပေးလိုက်ပါသည်ဆိုတာပြော ထောင်မှန်ကြီးကဖတ်ပြတယ်ကွာ